ဘောရဘုရားမုံတော်မူသော6ပါးမှာဆက်စုပ်ရွှန်ရှားတော်မူသော9ပါးဟုမူကားတဲ့နော်တုတ်တန်ကျမ်းအခန်းကြီး6တုတ်တန်ကျမ်းအခန်းကြီး6အပိုင်ငယ်16 19 16 19ဘုရားမုံတော်မူသောအရာ6ပါးမှာဆက်စုပ်ရွှန်ရှားတော်မူသောအရာ9ပါးဟုမူကားထောင်လွှမ်းသောမျက်နာတစ်ပါးမှုတာနိုင်ကျင်လည်သောရှားတစ်ပါးအပြစ်မရှိသောသူ၏အသက်ကိုတတ်သောလက်တစ်ပါး မကောင်းသောအကြံကိုကြံစီသောနှလုံးတစ်ပါးအပြစ်ပြုရာသို့အလင်းအမြန်ပြည့်တတ်သောခြေတစ်ပါးမှုသာစကားကိုပြော၍မမှန်သောတက်တည်တစ်ပါးအပေါင်းအဖော်ချင်းရန်တွေ့စေခြင်းကပြုတ်တတ်သောသူတပါးဒီနှုတ်ကပတ်တော်အဖြစ်အရောက်တိုင်းဘုရားသခင်အလိုတော်ကိုဆောင်နိုင်တဲ့သူတွေဖြစ်ပါစေ။